မင်္ဂလာပါရှင်2025ခုနှစ်ဇွန်လ9ရက်နေ့ရက်ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကျမကတော့မှုမှုပါရှင်။ဂျိုးဘင်ကောင်းမြို့နယ်ကိုင်းရရှေရွာမှာဂိတ်ထိုင်ပြီးတော့ငွေကြေးကောက်ခံနေတဲ့စစ်တပ်မှတက်ကြွကြီးစိုးရစာပြစ်ခတ်ခံရပြီးတင်ဆုံသွားပါတယ်။ရိုက်ကော်မြို့အရှိချမ်းပါလောင်ကျေးရွာမှာမတ်ရှဲမဲဆိုသူမိမိကိုကိုအဆုံးစီရင်ခဲ့ပါရရှင်။ မြန်မာအရေးမှာတရုတ်အစိုးရကဝင်ရောက်ဆော့ဖန်းနေမှုကိုအမေရိကန်မှာရှိတဲ့ကုလသမဂ္ဂဆိုင်ရာတရုတ်တန်ယုံရှိမှကန့်ကွက်ဆန္ဒပြနေကြပါတယ်။မန္တလေးတိုင်းညောင်ဦးမြို့နယ်မှာပြီးခဲ့တဲ့ရက်ပိုင်းကစစ်ကောင်စီတပ်ရဲ့နေပြည်တော်စစ်ရုံချုပ်ကဗိုလ်ကြီးအဆင့်ရှိသူ၂ယောက်ကို အရှင်ဖမ်းမိခဲ့တယ်လို့ဆိုပါတယ်။ပလဲတိုက်ပွဲမှာပြင်းထန်ကစစ်ကောင်စီကလေကြောင်းပစ်ကူအင်အားခြေနေပါတယ်ရှင်။ ီသတင်းနဲ့အတူဒီကနေ့ညနေခင်းရဲ့ထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ပဲခူးတိုင်းကျိုးပင်ကောင်းမြို့နယ်ကိုင်းရရှိရွာမှာဂိတ်ထိုင်ပြီးတော့ငွေကောင်းနေတဲ့အကြံဖတ်စစ်တပ်မှတက်ချက်ကြီးစိုးရစာကိုပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာတေဆုံးခဲ့ကြောင်းတက်ရင်3801တက်ခွဲငါကျိုးပင်ကောင်းဟီရိုပျောက်ကြားတက်ဖွဲ့မှတာဝန်ရှိသူတို့ကပြောပါတယ်။ယနေ့ဇွန်လ9ရက်နေ့နနက်10:00ခန့်မှာကိုင်းရရှိရွာမှာ ဂိတ်ထိုင်ပြီးတော့ငွေကြေးကောက်ခံနေတဲ့အကြမ်းဖက်စစ်တပ်မှတက်ကြက်ကြီးစိုးရစာကိုတက်ရင်3801တက်ခွဲကဂျိုးပင်ကောင်ဟီရိုပျောက်ကြားတက်ဖွဲ့မှတော်လန်ရေးရဲဘော်တွေကပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါဗျ။အဲ့ဒီတိုက်ခိုက်မှုတွင်တက်ကြက်ကြီးစိုးရစာကပွဲချင်းပြီးတည်ဆုံခဲ့ပြီးသူ့ထံကနေလက်ပစ်ပုံတစ်လုံး၊ကြီကိုဒေါဆိုင်ကယ်တစ်စီးဖုန်းတစ်လုံးငွေကျပ်တောင်းငါတော်မပုံတင်နဲ့စစ်မှုထမ်းဟောင်းကပ်ပြားတို့ကိုတင်စီရရှိခဲ့တယ်လို့သိရပါဗျ။ သူကစစ်ခွေးတက်ကြကြီးပါကျွန်တော်တို့ဝင်ပြတဲ့အချိန်မှာတနက်ကြီးသုံးချက်ထိမှန်ပြီးတော့ပွဲချင်းပြီးတည်ဆုံနေ။ကိုင်းရရှိရွာမှာဂိတ်ထိုင်ပြီးငွေကောက်ခံနေတဲ့အချိန်ဝင်ပြခဲ့တာလို့တက်ရင်3801တက်ခွဲငါမှကျိုးပင်ကဟီရိုပျောက်ကြားတက်ခွဲကတာဝန်ရှိသူတို့ကပြောပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ ဂရင်းနီပြည်နယ်ရိုက်ကော်မြို့အရှိတန်းပါလောင်းကျေးရွာမှာမှတ်ရှဲမယ်ဆိုသူငါးရန်ကျောင်းသူတဦးမိမိကိုယ်ကိုအဆုံးစီရင်ခဲ့ကြောင်းဂရင်းနီပြည်ဂျာကာလာအုပ်ချုပ်ရေးကောင်စီ IEC ထံမှသိရပါဗျ။ဂျမန်နေဇွန်လ6ရက်နေ့မှာပါလောင်ကျေးရွာနာတဲအိမ်တလုံးမှာကျိုးဆွဲချကအဆုံးစီရင်ခဲ့တယ်လို့သိရပါဗျ။ခလေးကိုကြောင်းတက်ဖို့လုံးဝအာမပေးပဲအိမ်အလုတ်ပဲခိုင်းချင်တာပြောတယ်။ခလေးကိုအပြစ်ပဲပြောပြီးတော့ကြောင်းထွက်ခိုင်းတယ်။ ိအားအယံပေးကြတယ်လို့ကြားတယ်။ခလေးခမစိတ်ဖိစီးမှုအယံဖြစ်နေပုံပါတယ်။အခုတော့အပြစ်ပြောလို့လည်းမကောင်းတော့ဘူး။စစ်ရေးစာဝတ်နေရေးအခက်ခဲတွေကြောင့်ပဲပြောရတော့မှာပေါ့လို့ IEC အတွင်းရေးမှူးနှစ်ဥပညာကပြောပါတယ်။မတည်ဆုံးခင်ရေးခဲ့တဲ့စာမှာကြောင်းတက်ချင်ပေမဲ့မိဘတွေမှာကြောင်းတက်ရန်လိုအပ်တဲ့ပစ္စည်းများမဝယ်ပေးနိုင်ကြောင်းနဲ့ကြောင်းတက်ချင်ကြောင်းပါဝင်ပါတယ်။မရှဲမေက၅ရန် အောင်ပြီးတော့ယခုနှစ်မှာ6တန်းတက်ရမယ့်ကလေးလည်းဖြစ်ပါတယ်မြန်မာနိုင်ငံမှာလေကြောင်းတိုက်ခိုက်မှုမြေမြုပ်မိုင်းကဲ့သို့ကြီးမားသောအနေရနဲ့အတူကျန်းမာရေးဆောက်ရှောက်မှုပညာရေးစတဲ့အရေးကြီးဝန်ဆောင်မှုများကြဲကြဲပြန့်ပြန့်ပြက်ပြားလာခြင်းနဲ့ကျဆင်းလာတဲ့စီးပွားရေးအခြေအနေတွေကြောင့်ကလေးတွေရဲ့နေ့စဉ်ဘဝတွေပုံမဆိုးရွားလာခဲ့ကြောင်း UNICEF က2024ခုနှစ်ဒီဇင်ဘာလမှာရေးသားဖော်ပြထားပါတယ်။ ဒါအပြင်ပြည်ရင်းစစ်ကြောင့်မြမခလေးငယ်6တန်းခန့်ကပုံမိုဆိုးရတဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအခြေအနေတွေကိုရင်ဆိုင်နေရပြီးပြည်ရင်းနေရွတ်စွန့်ခွာထပ်ပြေးတိန်းရှောင်သူ3.5တန်းညီပါရှိပြီး33ရာခိုင်နှုန်းကျော်မှာခလေးတွေဖြစ်ကြောင်း UNICEF ရဲ့အချက်အလက်တွေကသိရပါတယ်ရှင်။နောက်ထပ်သတင်းဒီပုံအနေနဲ့ မြန်မာအရေးမှာတရုတ်အစိုးရကဝင်ရောက်ဆွဖက်နေမှုအပေါ်အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့မှာရှိတဲ့ကုလသမဂ္ဂဆိုင်ရာတရုတ်တန်ယုံရှိမှာယနေ့ပြည်ပရောက်မြန်မာတွေကကန့်ကွက်ဆန္ဒပြကြပါတယ်။တရုတ်အစိုးရကစစ်ကောင်စီဘက်မှပေါ်ပေါ်ထင်ထင်ယက်တီပြီးမြန်မာအရေးမှာဝင်ရောက်ဆွဖက်နေမှုများရပ်တန့်ပေးရန်မြန်မာအရေးတက်ကြွလှုပ်ရှားသူများနဲ့ NYCBC အဖွဲ့ကဆန္ဒပြကြခြင်းဖြစ်ပါတယ်။ အဲ့ဒီကံကွက်ဆန္ဒပြပွဲမှာတရုတ်အစိုးရအနေနဲ့စစ်ကောင်စီပြုလုပ်မဲ့အတူရောင်ရွေးကောက်ပွဲကိုမှတ်ထောက်ခံရန်မြန်မာစစ်တပ်ကိုလက်နက်များမှတ်ထောက်ပံ့ရန်မြန်မာပြည်သူများရဲ့အခက်အခဲများကို ထောက်ထားပေးရန်တောင်းဆိုဆန္ဒပြကြတာလည်းဖြစ်ပါတယ်။တရုတ်အစိုးရကမြန်မာအရေးမှာတိတိတတ်တာဝင်ရောက်ဆွတ်ဖက်လာပြီးတိုင်းရင်သားလက်နက်ကင်အဖွဲ့များကိုမြန်မာစစ်တပ်နဲ့တိုက်ပွဲမဆင်နွှဲပဲငြိမ်းချမ်းရေးစကားပြောရန်စပွဲဝိုင်းမှာ ဆွေးနွေးရန်စစ်ကောင်စီထံမှတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကတိုက်ခိုက်သိမ်းယူထားတဲ့နယ်မြေတွေကိုစစ်တပ်ထံကိုပြန်လည်ပေးအပ်ရန်ဖိအားပေးမှုတွေကိုဇက်တိုက်လှုပ်ဆောင်လာတာလို့သိရပါတယ်ရှင်။ဆက်လက်ပြီးမန္တလေးတိုင်းညောင်ဦးမြို့နယ်ညောင်ဦး6လမ်းပိုင်းမှာပြီးခဲ့တဲ့ရက်ပိုင်းကစစ်ကောင်စီရဲ့နေပြည်တော်စစ်ရုံးချုပ်ကဗိုလ်ကြီးအဆင့်ရှိသူ၂ယောက်ကို အရှင်ဖမ်းမိခဲ့တယ်လို့ညောင်ဦးမြို့နယ်ပါကဖကပြောပါတယ်။ညောင်ဦးမြို့နယ်ပါကဖရဲ့ပြန်ကြားရေးတာဝန်ခံက တို့နှစ်ယောက်ကိုဖမ်းမိတဲ့ရက်ကတော့ပြီးခဲ့တဲ့တပတ်လောက်ကပါတေချာစီစစ်စုံစမ်းမှုတွေလုပ်နေတာမို့လို့အခုမှပဲသတင်းထုတ်ပြန်ရတာဗျာလို့ပြောပါရရှင်ညောင်မျိုးနယ်ပါကာဖာကအရှင်ဖမ်းဆီးရမိထားတဲ့သူတွေဟာဘူဂျီဆိုထွတ်ကျော်နဲ့ဘူဂျီညီညီမျိုးဆွေတို့ဖြစ်တယ်လို့ဆိုပါတယ်ညောင်မျိုးနယ်ပါကာဖာတာဝန်ခံ ကိုစည်းကအဲ့ဒီစစ်ဗိုလ်နှစ်ယောက်ကနေပြည်တော်စစ်ရုံးချုပ်ကပါ အင်းစည်းကားမောင်းပြီးတော့အရက်ဝတ်တွေနဲ့နေပြည်တော်ကနေ6 6ကနေရေနံချောင်းဘက်ကိုလာတာမှာကျွန်တော်တို့ပူပေါင်းရဲဘော်တွေကလမ်းပိုင်းစစ်ဆေးရေးတွေဆောင်ရွက်နေချိန်မှာဖမ်းမိခဲ့တာပါဗျသူတို့မှာလက်နက်တွေပါတွေပါမလာပါဘူးတီတူအပေါ်မှာရာဇဝတ်မှုကျူးလွန်ထားကြသူတွေအနေနဲ့ရာဇဝတ်ဘေးဆိုတာပြင်းမလွတ်ကြပါဘူးဗျညောင်ဦးမြို့နယ်ရဲ့နေရာတိုင်းမှာကျွန်တော်တို့ရှိနေတယ်လို့ပြောပါတယ် ဖန်စီရမိတဲ့ဗိုလ်ကြီးနှစ်ယောက်ကိုလိုအပ်တဲ့စစ်ဆေးမှုတွေဆောင်ရွက်ပြီးတော့ညောင်ဦးခရိုင်ပါကာဖာစီစစ်တုပ်ပံဥပဒေနဲ့အညီလွှဲပြောင်းထိန်းသိမ်းကညောင်ဦးခရိုင်ပါကာဖာကနေတဆင့်သက်ဆိုင်ရာဝင်ကြီးဌာနအဆင့်ဆင့်ကိုလွှဲပြောင်းပေးသွားမယ်လို့လည်းဆိုပါတယ်။ခရီးသွားပြည်သူတွေရဲ့လုံခြုံရေးအတွက်လမ်းပိုင်းလုံခြုံရေးတွေစစ်ဆေးပြီးတော့အဲ့ဒီစစ်ကောင်စီလက်အောက်ခံတွေဖမ်းဆီးမှုကိုညောင်ဦးမြို့နယ်ပါကာဖာအနောက်ချမ်းစုံနဲ့ပကံဘိုချိုအဖွဲ့ တပ်ဖွဲ့တွေကပူးပေါင်းလှုပ်ဆောင်ခဲ့တာလို့ညောင်ဦးမြို့နယ်ပါကာဖားစီကနေသိရပါဗျ။စစ်ကောင်စီတပ်ဖွဲ့ဝင်ပိုကြီးနှစ်ဦးဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီးအာဏာသိမ်းစစ်ရှုံးကောင်စီကသတင်းထုတ်ပြန်တာမတွေ့ရသေးပါဘူးရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့မုံရွာမြို့အနောက်ဘက်ခြမ်းပလဲမြို့နယ်မှာစစ်ကောင်စီနဲ့တော်လိုင်းရေးတပ်ဖွဲ့ဝင်တွေကြားတိုက်ပွဲပြင်းထန်နေသည့်မှာ၅ရက်ခန့်ကြာပြီဖြစ်ကစစ်ကောင်စီဘက်မှလေကြောင်းပစ်ကူများနဲ့အင်အားဖြစ်တင်လျက်ရှိတယ်လို့တော်လိုင်းရေးတပ်ဖွဲ့ရင်းစီကနေသိရပါဗျ။ စကိုင်းတိုင်းပလဲမြို့နယ်ကံထောက်ရွာမှာစစ်ကောင်စီတပ်ဆွဲထားတဲ့စခန်းကိုတော်လရင်တပ်ဖွဲ့ဝင်တွေကဇွန်လ၂ရက်နေ့မှာစတင်တိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီစခန်းမကြဆုံးရေးအတွက်စစ်ကောင်စီဘက်မှဝိုင်းတွဲ Jet Fighter တိုက်ခိုက်ရေးယာဉ်တွေနဲ့စက်တက်လေရီတွေကိုအသုံးပြုပြီးတော့လေကြောင်းပစ်ကူပေးလျက်ရှိရာဒေသခံများနဲ့တော်လရင်တပ်ဖွဲ့ဝင်များကပြောပါတယ်။ကံထောက်ကိုဝင်သိမ်းတာစစ်ကောင်စီကနေပြီးတော့မှကံထောက်ကြမှာဆိုတော့ အင်မတီဘက်ကိုစစ်ကူပို့တာပေါ့နော် MI 17နဲ့နရက်ပေါင်းခုနှစ်ခေါက်လောက်ပို့တာလို့ပလဲညွနဲ့ပအာဖခေါင်းဆောင်တူကပြောပါတယ်အင်မတီကျေးရွာဘက်မှာစစ်ကူဘေးရန်တက်လာတဲ့စစ်ကောင်စီတပ်သားတွေကိုတော်လိုင်းရေးတပ်ဖွဲ့တွေကဓာတ်ဖြတ်တိုက်ခိုက်မှုများလဲပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းအင်မတီကျေးရွာအနီးမှာလဲတိုက်ပွဲပြင်းထန်လျက်ရှိကြောင်းလဲသိရပါတယ်ဒါပြင်စစ်ကောင်စီကယမန်နဲ့ဇွန်လ6ရက်နေ့မှာ ပလဲညွနဲ့မင်းတိုင်းမင်းကျေးရွာမှာရှိတဲ့စာတင်ကျောင်းကို လေချောင်းတိုက်ခိုက်ခြင်းကြောင့်စာတင်ချောင်းအနောက်ဘက်မှာနေထိုင်တဲ့အငိမ်းစားကျောင်းဆရာတဦးတည်ဆုံခဲ့ပါတယ်။စစ်ကောင်စီကရော့ကတ်နှလုံးနဲ့ပစ်တာပေါ့နော်။စာတင်ချောင်းအနောက်ဘက်မှာနေတဲ့အငိမ်းစားကျောင်းဆရာတဦးဆုံးသွားတယ်။ပုံစားမှန်ပြီးတော့ခေါင်းပြတ်သွားတယ်လို့ပလဲမြို့နယ်ပအာဖခေါင်းဆောင်ကပြောပါတယ်။ကြပြင်းပြီးခဲ့တဲ့ဇွန်လ3ရက်နေ့ကလည်းစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုကြောင့်ဒေသခံ3ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ တောထဲမှာတစ်ပင်တွေအောက်ပုံနေရတာလင်းရင်လာလဲတစ်ပင်တွေအောက်မှာပုံနေရတာချက်စားဖို့ကတော့တော်တော်ချက်ခဲတယ်ဗျရေကလည်းရှားပါတယ်ဆိုတော့လေမနေ့ကဆိုမိုးရွာတယ်ဇရက်ထဲပြေးတယ်သူကပြေးတစ်ပင်အောက်နေတဲ့သူကနေဘောလို့ဆစ်ဆောင်အမျိုးသားတအုပ်ကပြောပါတယ်လက်ရှိမှာကျေးရွာ12ရွာထပ်မနေ့မှာတိုက်ပွဲတွေကြောင့်ထွက်ပြေးတိမ်းရှောင်နေရပြီးမိုးသေးထန်စွာရွာသူမှုကြောင့်မိုးကကဲ့သို့သော နေရထိုင်ခင်းအကူအညီများလဲလိုအပ်နေတယ်လို့စစ်ဘေးရှောင်တွေကပြောပါတယ်။တိုက်ပွဲကြောင့်ပလဲမြို့နယ်နဲ့မြိုင်မြို့နယ်အစပ်မှာရှိတဲ့မင်းတိုင်မင်း၊တာစီ၊တောင်ရွာတင်၊ပန်းတော်ပြင်၊မဲစရက်၊ညောင်ရံကုန်း၊ကိုပင်၊အုံနောက်၊တရက်ကန်၊တလိုင်းကန်၊ထင်းအောင်၊စံပြစားတဲ့ကျေးရွာတွေမှာဒေသခံတွေစစ်ရှောင်နေရတယ်လို့ဆိုပါတယ်ရှင်။ ဒီကနေ့ညနေခင်းရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါပြည်သူအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာပြီးဆရာနာရှင်စနစ်ဆိုလက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေရှင်